grounded စိတ်ဖြစ်အောင်ဘလို့လေ့ကျင့်အောင်လဲဒီချေတဲ့ကြီးစားလေးပြောသမျှအေးပြောပြောသွားလို့ပါအဲ့ဒါတော့ဘာမှမဆိုင်သမီးနော်မေအိုက်မေကတော့မပြေပေးနိုင်ဘူးအပေါ်ကအပေါ်မေကတော့ပြေပေးမယ် grounded စိတ်ဖြစ်အောင်ဘလို့လေ့ကျင့်ရမလဲဒီချေအဲ့ဒါ highlight နော်အဲ့ဒါလေးအမအိုက်စာလုံးအမအရန်သဘောကျတဲ့စာလုံးလေး grounded ဖြစ်တဲ့စိတ်အမရဲ့ vision book လေအမအမရဲ့ vision book မှာအောက်ဆုံးနှစ်ခွက်ကအဲ grounded ဖြစ်ဖို့ grounded ဖြစ်တဲ့ဟာကိုထည့်တာ grounded mindset ဟုတ်တယ် grounded ဆိုတာထည့်တာ အဲ့ဒီစာလုံးလေးသူကအခြေခံတဲ့စိတ်ကိုပြောတာမင်းတို့ကြားဖို့ပါမှာလောကဒဏ်ကြုံမဖြုံမဖြုံစမ်းမမတုံစမ်းတဲ့စိတ်ခိုင်စီဆိုတာဟာမင်္ဂလာတရားတော်တွေမှာရှိရလေအမကနည်းနည်းစကားလုံးထောက်တယ်မင်္ဂလာတရားတော်တွေမှာရှိရလေမတုံလှုပ်တဲ့စိတ် grounded စိတ်ဆိုတာမတုံလှုပ်တဲ့စိတ်လူဆိုတာတုံလှုပ်တတ်တယ်တုံလှုပ်တတ်တယ် ကြောက်စရာလေးရှိရင်လည်းတုံ့ဟုတ်တတ်တယ်ပျော်စရာလေးရှိရင်လည်းတုံ့ဟုတ်တတ်တယ်စိတ်လှုပ်ရှားစရာလေးရှိရင်လည်းလှုပ်တတ်တယ်အဲ့စိတ်ကလှုပ်နေတာကိုလှုပ်နေမှန်းသိမှာပဲသိတာလေလှုပ်နေမှန်းသိအချိန်တိုင်းမှာလှုပ်အဲ့စိတ်ကသိရတယ်သိရပါတော့အဲ့တတိကနံပါတ်1ကတတိကရတယ်နောက်တစ်ခုကဘာလဲဆိုတော့တစ်ချိန်မှာတစ်ခုပဲလှုပ်အဲ့ဒါ practice ပဲ grounded ဖြစ်တဲ့စိတ်ဆိုခုန mindfulness လေ mindfulness ဖြစ်တဲ့စိတ်ကိုပြောတာတစ်ချိန်မှာတစ်လှုပ်ပဲလှုပ်တစ်ခုပဲအအောင်စားတယ်ပြက်ပြက်သားသားတစ်ခုပဲအအောင်စားတယ် ဂိတ်ဂိတ်တကားလေးတွေဖွင့်တာ။ဒီမှာစာတင်မင်းတို့ဒီမှာစာတင်ချိန်စာတင်ခန်းထဲဝင်လာရဲဆိုပါဆိုဒီတကားဒီဂိတ်တကား YC စာတင်ခန်းဆိုတဲ့ဂိတ်တကားက9နာရီကနေ10နာရီအထိဖွင့်တာ။အဲ့ဒီအချိန်မှာတခြားဘာမှမလုပ်နဲ့ဖုန်းကနိုတီဝင်လာလဲဝင်မကြည့်နဲ့။ဒီကြီးကိစ္စဖုန်းတွေပါဝင်လာလဲမကိုင်းနဲ့ကွာပြီးရပဲမကိုင်းနဲ့တော့ထပ်တက်လိုက်။အဲ့အဲ့ဒါအဲ့ဒါအဲ့စိတ် ground တက်ဖြစ်တဲ့စိတ်တချိန်မှာတလုတ်ပဲ decision making တစ်ခုနဲ့ပြက်ပြက်သွားတာလောက်တာ ဟိုအမအမတရားထိုင်မယ်ဆိုပါဆိုတရားထိုင်မယ်ဆိုရင်အလန်းပေးတာလေဖះမှာတရားတော်ထိုင်ရင်တနာကြီးအလန်းပေးတာအနည်းဆုံးတနာကြီးထိုင်တာတနာကြီးလန်းပေးတာအဲ့တနာကြီးမပြည့်မချင်းအသေးတော့မလို့ခံစားနေရင်လည်းအမပဲသေးလိုက်တော့မလို့စိတ်ဆုံးဖြတ်ပြီးတော့ထိုင်တနာကြီးပြည့်ရည်ထိုင်တနာကြီးပြည့်ရည်ထိုင်အဲ့အဲ့အဲ့တနေရာမှာတစ်ခုပဲရအောင်ထားတာစိတ်ကအခုမတို့လေလက်ဝိထိုးတော့လိုက်တာလက်ဝိထိုးတော့လေ 3မိနစ်လို့ပြောတာအဲ3မိနစ်တွင်းမှာမောလို့ခွေပဲကြကျင်နေပြီဘာပဲဖြစ်ချင်နေပြီ3မိနစ်အတောင်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 မမီမချင်းမမီမချင်းအဲ့ဟာကိုတက်လုံရှော့လို့မရဒါလို့တစ်ချိန်မှာတစ်ခုတစ်လုံးအဲ့လိုပဲအားစားအဲ့လိုလုံးမယ်မလားအဲ့လိုလုံးမယ်စားလုံးမယ်မလားစားလုံးမယ်ဆိုတစ်ချိန်နားမထောင်နဲ့တစ်ချိန်နားထောင်မယ်ဆိုစားလုံးနဲ့တစ်ချိန်မဲ့နားထောင်အဲ့ဒါအဲ့ဒါမျိုး focus ကလေ focus ကတစ်ချိန်မှာတစ်ခုပဲလို့မဖြစ်မနေမှလွယ် မမခုနဒီနေ့အမ time management နဲ့ပတ်သက်ပြီးပြောရဆိုရင်ဒါအမအချိန်ကျော်သွားလို့ရေချိုးနေတဲ့အမစာစာစာနားထောင်တာလीအမတော့အဲ့ဒါမကောင်းအဲ့ဒါ time ကိုတော့ save ဖြစ်အောင်လုပ်တာနီးလန်းမော်အဲ့ဘက်ကကြည့်ရင်တော့ကောင်းတယ်အာရုံစိုက်မှုနဲ့ပတ်သက်လာရင်လीဟိုကြီးကလည်းပြောင်းလာမပြောင်းလာမသိကြအောင်စာကလည်းနားတဲ့အပြည့်ဝမရအောင် note လည်းလိုက်ရေးလို့မရအောင်လीနှုတ်လေလိုက်ကောင်းကောင်းလိုက်ရည်လို့မရအဲ့ဒါမကောင်းဘူးတခုပဲလုပ်တယ်နော်အဲ့အဲ့ဒါပြီးရင်တော့ပစ္စုပ္ပန် အမနေအသက်ရှူအသက်ရှူအသက်ရှူရတဲ့ process ကို၈ချိန်ပြည့်အောင်မှတ်ကြည့်၈ချိန်မပြည့်ခင်အာယုံလွင့်နေတာတွေ့ရလိမ့်မယ်အတမာတိလို့ခေါ်တာပေါ့အဲ့တမာတိခိုင် ground တက်ဖြစ်လာတမာတိဆိုတာတီချီပြီးငြိမ်တဲ့စိတ်ရေပြင်ရေပြင်လေးလို့ပဲငြိမ်နေငြိမ်နေတဲ့ရေပြင်လေးကိုအပြင်းနဲ့ခဲလုံးတစ်လုံးပြစ်ထည့်လိုက်ရင်အဲ့ရေပြင်ကလှုပ်ခတ်သွားတယ်လို့ပဲပြင်ပပဝန်းကျင်နေ emotion တွေကအဲ့လိုအဲ့လိုအဲ့လိုလှုပ်ခတ်စေတာတခုခု အခြေအနေတွေကြောင့်လေလှုပ်ခတ်စေတာမအမစိတ်အရန်လှုပ်ရှားတဲ့အချိန်တခုရှိရှိတယ်ပေါ့နော်ဟိုတလောကမအမညမစေယုံရုပ်ရက်တင်လာရပြီးတော့အဲ့မှာအဆိုင်အသေးတန်ဖြစ်လို့ဆေးတော့တွန်းရတဲ့အချိန်မရင်ထဲမှာရုတ်တရက်ဘုံဘုံတိုင်းကျဲသွားတာမိသားစုဝင်ဆိုတော့တခါမှဆေးရုံဆေးကန်နေဆေးရုံနေပါရဲ့အမဆေးရုံနေပါရဲ့အဲ့လိုတခါမှတက်ဖို့လည်းမရှိဘူးဟိုမိသားစုဝင်နေရအဲ့လိုတိတ်မရှိဘူးဆိုတော့အဲ့လိုဖြစ်တဲ့အချိန်မှာမကြုံမှုတဲ့ case တစ်ခုဆိုတော့ တော်တော်ရင်ထဲမှာဝုန်းနိုင်ကြွားအဲ့ဒါကိုသတိပြန်ကတ်သတိပြန်ကတ်ကြောက်စိတ်ဖြစ်တယ်ကြောက်စိတ်ဖြစ်တယ်စိုးရိမ်နေတောကဖြစ်တယ်ပူပန်နေတောကဖြစ်တယ်သတိပြန်ကတ်ရတာပဲမတက်နိုင်သတိပြန်ကတ်အဲအဲ့လိုစိတ်အရန်လှုပ်ရှားခြင်းရေရေပြင်းနေပုံမှာဂဲလုံးကလုံးကြွားသလိုဝုန်းနိုင်ကြွားအဲသတိပြန်ကတ်အဲ့လိုအဲဒါကပုံမှန်ပုံမှန်နေစဉ်ဘဝမှာဆိုရင်တော့တစ်ချိန်မှာတစ်ခုပဲလို့လှုပ်တဲ့တစ်ခုအအောင်ဆိုင် mindfulness အပြည့်အဝပေးအဲ့ဒါ grounded ဖြစ်တယ်နော် အဲရီးစားလေးနဲ့ဆိုလဲရီးစားလေးကိုပဲအာရုံစိုက်ရီးစားလေးနဲ့ရှိနေတဲ့အချိန်မှာအာအလောက်ကဘသူကြီးอ่ะအိမ်ကဘသူကြီးอ่ะမဟုတ်ရီးစားလေးကိုချစ်ချောင်းပဲပြောရီးစားလေးကိုကြိုက်ချောင်းပဲပြောရီးစားလေးကအမိုက်ပုံးမဟုတ်ဘူးကြီးစားကိုတွေးသမျှအကုန်ပြောပြခြင်းနဲ့ကြီးစားလေးရဲ့အမိုက်ပုံးမဟုတ်အမိုက်တွေတုံရမယ့်နေရာမဟုတ်တတိကအတင်းဖြစ်နေရှိသမျှတဲလာသမျှတနေ့လုံးစာရဲ့ emotion ကြီးစားကိုတော်တော်တုံအဲ့ရိုင်မလို့အောင်အဲ့ပြက်ပါပဲပြက်ပါပဲတစ်ခါပြောလိုက်နော်အဲ့တော့နှစ်ယောက်နှစ်ယောက်ချစ်တယ်ဆိုတာပျော်ရွှင်မှုပျော်ရွှင်မှု အဲ့တခါတလေရင်ဖွင့်တာပြဿနာမရှိဘူးလေတချို့တချို့ရီးစားတွေကခိုနေတူတယ်အဲ့လိုမျိုးဆိုရင်တော့ပြဿနာရှိရတာအဲ့တော့ရီးစားလေးနဲ့ရှိနေချင်းရီးစားလေးနဲ့အာယုံဆိုင်မိသားစုနဲ့ရှိနေချင်းအဲ့လိုပဲမိသားစုကိုအာယုံဆိုင်လူတော်တော်များများပါလို့ကြားလဲမိသားစုနဲ့ရှိနေဖုံးတုံးတာတို့တခြားဟိုပြည်သူများကြောင်းရှောက်ရေးမပါတာတွေပြောတာတော့အဲ့လိုမျိုးမဟုတ်တခုဆိုတခုပဲအာယုံဆိုင်တကယ်ချင်းနဲ့ရှိနေချင်းတကယ်ချင်းရီးစားကြောင်းမပြောနဲ့ တငယ်ချင်းနဲ့ရှိနေချင်းလေတငယ်ချင်းနဲ့ပဲအာရုံစားပြီးငါတို့ဘာလုပ်ကြမလဲဘာစားကြမလဲနေဘာလုပ်ချင်လဲငါဘာလုပ်ချင်လဲအဲ့လိုဖြစ်ရမယ်ရီးစားကြောင်းတွေဆွဆွဆက်တွေပြောအမဟုတ်တစ်ချိန်မှာတစ်ခုပဲရှိနေတဲ့ပစ္စုပန်တက်တဲ့မှာအာရုံစားတယ်အဲ့အဲ့အကျင့်လို့အဲ့အဆင်ပြေလာလိမ့်မယ်